လူစိုးတို့ဗန်တို့စိုက်ကိုပတ်တို့ပထမပိုင်းမှာမသိတာပဲမှာနောက်ပိုင်းကျမှဒီကောင်လုံးလိုက်လို့တကားကြီးဒီကားကြီးတိုင်ပတ်သွားတဲ့ကအဲ့လိုအဲ့လိုမျိုးအဲ့လိုကားရတာလေးကြိုက်တယ်ဗျာကိုနေတို့လည်းကိုနေဟေးဟေးဟေးပါအဲ့လိုလေးကတော်တော်လေးစင်ကြီးတယ်အေးကြီးလိုက်ငားလိုက်ဖြစ်သွားတော့ပိတ်တဲ့နေတတားလေးဖြစ်တဲ့မင်းသားအဲ့လိုမျိုးလေးကျွန်တော်ဖြစ်ချင်တယ်ခင်ဗျာဟုတ်နံပါတ်1ကတော့ဆိုတော့နံပါတ်2ကတော့မင်းသားဒီတဲ့အကြောင်းသားလေးတွေကတဖြည်းပေါ့နော်အဲ့ဒီထဲမှာဒီနေ့ချစ်ကန်ကန်ကောင်လေးတယောက်လို့တော့ကျွန်တော်ထင်တယ် ဒါပေမဲ့အများကြီးတော့ပြောပြလို့ကလည်းမရသေးဘူးဆိုတော့ဘယ်လိုပြောမှာဒီခုနီကိုခုနှစ်ယောက်နဲ့တူကျွန်တော်အကောင်းဆုံးစ조사ထားမှာပါဟုတ်ချစ်ကနာအပြင်ကာရီတာအရာကြတော့လေတကယ်ချင်းနေပါရင်လည်းကြရင်တော့ချစ်မကန်ကန်အိမ်မှာဆုံတော့ကန်တယ်မိသားစုကိုကိုယ်ဒီကိုမိသားစုပြပါရင်ဆိုတော့ချစ်ကန်ကန်နဲ့ဟိုနဲ့ဆိုးရတယ်မှာပါတယ်ဟုတ် ဲ့လိုထပ်ပေါ့နော်ကျွန်တော်အရှိမဒီနှကားရိုက်တုံးကကြတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီမီနီမီမနာရေပေါ့နော်မီနီမီမနာရေနဲ့ကျွန်တော်ရိုက်ဖြစ်တာများတယ်ဒီကားလေးရဲ့ကျတော့ထူးဆန်းတာကကျတော့ကျွန်တော်တို့ဒီကောင်လေး900ပေါ့နော်အဲ့လေးရလဲတော်တော်မိုက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီဘယ်ပြောကြောင်းသားကားကြီးကြည့်ရတယ်ကြိုက်ကြောင်းသားကားလေးမှဆိုကျွန်တော်ဘယ်ပြောရရရက်ချင်တဲ့စိတ်ကြီးရငငယ်လေးရရှိအဲ့အခါကျတော့ဒီဒီကားလေးမှာကျွန်တော်ကိုကိုပီကင်းနဲ့စကားပြောကြည့်ရတဲ့အခါကျတော့ဒီလေကြောင်းသားကားရိုက်ခုရှိတယ်ဟာဘယ်လိုမျိုးလဲဆိုတော့တရေပေါ့နော်တရေလဲပါမ ဟာအဆင်ပြေတယ်အဲဆိုရင်ဒီကက်စတင်တော့ဝင်ရမှာဆိုတော့အဲကက်စတင်နဲ့ဝင်ကြည့်တယ်အခါကျတော့ကျွန်တော်တို့ဒီကျွန်တော်ဒီမီးမွေး production နဲ့လည်းကျွန်တော်ကက်စတင်ဝင်ကြည့်တယ်ပြီးတော့ကျွန်တော်ကိုကြီး Kubike writer ရဲ့မှာဖြစ်တဲ့အတွက်လည်းဘယ်လိုပြောရမလဲကျွန်တော်စိတ်ချလက်ချနဲ့လုံးဝစုံပြည့်ပြီးဝင်လာတာပါဟုတ် writer လုံးဝယုံကြည်မှုအာယုံကြည်မှုပြည့်ပဲကိုကိုကစိတ်ချတယ်အဲ့ဒါကတော့ဒီကျွန်တော်တို့သူပဲအဲဆိုတော့ဒီမေးကြည့်လိုက်ဒီတင်းဆောင်လောက်မဲ့အပိုင်းဆိုသူတို့အကုန်လုံးအချိန်ပေးရမဲ့အပိုင်းကိုတကယ်ကြောက်ကြတယ်ကျွန်တော်တို့ကျတော့ဒီစတူဒီယိုမှာပဲအချိန်ကုန်နေကြတာများတော့ ဆွဲချင်းကုန်တဲ့အများကြီးကျွန်တော်တို့ရွှေရှင်ရိုက်ပြီးကျွန်တော်တို့မနက်ထက်ကသွားညချောင်းမှပြန်တစ်ခါကျရင်မိုးလင်းနိုင်စင်းတွေပါပါသွားတဲ့ပိုင်းတွေရှိရပါတော့အခါကျတော့ကျွန်တော်တို့အမြဲပြောတာငါတို့သချင်းမှတက်ဆွဲလိုက်ရှင်တော့တယ်တနေ့ကုန်ထိုင်နေရတာလေရဲပင်မှန်းတာပဲဆိုပြီးဒါပေမဲ့အဲ့မှာကျတော့ကျွန်တော်တို့ကဗမာပညာရလိုက်လေဆိုကျွန်တော်တို့ကသချင်းလောက်တဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်ဖန်တီးမှုကကျတော့ကျွန်တော်တယောက်တည်းပေါ့နော်ကျွန်တော်တို့တီးတယ်ရီးတယ်အဲဆိုပြီးပြောမစင်မတက်ဖို့မဆိုခင်သချင်းမထွက်ခင်လောက်ပဲကျွန်တော်လူနဲ့တွေ့ရတာပေါ့နော်အဲကျန်တဲ့ပိုင်းမှာကျွန်တော်တယောက်တည်းဖြတ်တန်းရတာများတယ်ဒါပေမဲ့အလဒီရွှေရှင်ပိုင်းမှာကျတော့ကျွန်တော်တို့ဘာအားတာဝါ ဆိုဒီ social ဘိုင်းမှာကျွန်တော်တို့အားသာပါတယ်ပြီးဒီကျွန်တော်ဒီ multi testing ပေါ့နော်ကျွန်တော်တို့ဒီဖြတ်ထိုးဉာဏ်ကျွန်တော်တို့ဒီဝီးစင်ကြီးကြတဲ့အပိုင်းလေးတွေမှာကျွန်တော်တို့အများကြီးတိုးတက်လာတယ်လို့ကျွန်တော်ခံစားရတယ်အဲကြောင့်လည်းကျွန်တော်ဘယ်လိုပြောမလဲရွေးရှင်ဒီရိုက်တဲ့အပိုင်းမှာကျွန်တော်ဟိုကျွန်တော်ကကျွန်တော်အမြဲတမ်းတယောက်တည်းနေတတ်တယ်လို့တယောက်တည်းနေပြီးတော့တတိတတ်တတ်နေရတာကြိုက်တယ်ဒါပေမဲ့ရွေးရှင်ရိုက်ပြီးရတဲ့အခါကျတော့ကျွန်တော်တို့ကကိုယ့်ကိုယ်ဒီဘယ်လိုပြောမလဲ skill တချို့ skill တွေဖြစ်နိုင်တယ်လို့ကျွန်တော်ခံစားရပါတယ်အဲ20ရာခိုင်နှုန်းလောက်ပေါ့ရှိစေရခိုင်တော့လို့သူဗီဇမှာပါပြီးသားဆိုတိုင်ပတ်နေလို့အဲ့ဒါတော့အေးဆေးပါပဲဒီအဓိကကဒီကျွန်တော်အမှကျတော့ဘယ်လိုပြောရမလဲ ကျွန်တော်အကူတွေမှားမှားတယ်ပေါ့နော်ရေလိုပဲနေလိုက်ပေါ့ဒီမှာရေလိုလေးပဲပေါ့ ်လူရောလိုင်ယုံကြီးတွေးဖြစ်အောင်နေတိုင်းတော်တော်အဆင်ပြေသွားတယ်အဲ့စကားလေးကအယမ်းတောင်မှရှိတယ်ကျွန်တော်တို့ဘယ်နေရာရောက်ပေါ့နော်ကျွန်တော်တို့ရေလိုလေးပဲနေလိုက်တယ်ကျွန်တော်တို့အမောင်းနဲ့တွေ့လဲအမောင်းနဲ့အေးဆေးပဲဟေးဟေးဟိုဟိုနော်ဟိုအကိုနဲ့တွေ့လဲအကိုနဲ့ဟေးဟေးဟေးပါအဲ့လိုလေးကတော်တော်လေးအဆင်ပြေတယ်အေးရေလိုက်ငားလိုက်ဖြစ်သွားဟုတ်အဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်တို့ရှေ့မှာအကိုတွေအများကြီးပဲလေနော်ကျွန်တော်ကိုယ်ဆိုတော့ဆိုတော့မင်းသားတွေတကယ်အောင်မြင်နေတဲ့အကိုတွေရှိတယ်သူတို့ကြည့်ပြီးတော့လည်းငယ်အားကြိုက်ကျွန်တော်အနေနဲ့ကတော့ဟိုသူတို့လူဖြစ်ဖို့ကဘယ်လိုပြောမလဲမိုးနဲ့မြေကြီးကွာပါသေးတယ်ကျွန်တော်အများကြီးစိုးစားအောင်ပါပါ ကျွန်တော်ခုနကပြောသလိုပဲကျွန်တော်ចောင်းသားသားရိုက်ချင်တာလည်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲကျွန်တော်ကအမြဲတမ်းဟိုကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်စိတ်ဟိုဖြစ်တာပေါ့နော်တကယ်လုံမှန်ဆိုရင်ကျွန်တော်တေချာလေးလောက်ရတာကိုကြိုက်တယ်ပေါ့နော်တေချာလေးလောက်ရကြိုက်တယ်ဘယ်လိုပြောမလဲပလန်နဲ့ပေါ့ဒီဒါကဘယ်ကိုဘယ်အောင်တာဂတ်ထားပြီးလုပ်မလဲဆိုတာကိုရှိရပေါ့နော်ကျွန်တော်ကိုကိုပီကဲကျတော့သူ့တာဂတ်ကရှင်းတယ်အဲသူရွေချက်လည်းရှင်းတယ်အဲ့ခါကျတော့ကျွန်တော်ဘယ်လိုပြောစိတ်ချရပေါ့နော်ဟုတ်ဘယ်လိုပဲရရရိုက်မယ်ဆိုတဲ့အမှန်ပါပဲအဲ့မို့ဟုတ်တယ်အဲ့ဒါတော့အမှန်ပဲ ဟုတ်ကဲ့ဟုတ်သုံးကားမျိုးရှိပြီကမ်းလန်းနဲ့ကားမျိုးတွေကတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ခုနပြောလဲပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ဘက်ကဘယ်လိုပြောမလဲအချိန်အများကြီးပေးရဖို့တော့အားယူရတာပိုင်းလေးရှိရပေါ့နော်အဲ့ခါကျွန်တော်ကျွန်တော်ရွေးချယ်ပြီးတော့လက်ခံဖြစ်တာပေါ့ဒီကားလေးကကျတော့ကျွန်တော်လည်းတကယ်ကြိုက်လို့ကျွန်တော်လည်းပြီးတော့ဒီ challenge ဖြစ်မယ်လို့လည်းခံစားရပါဟုတ်နံပါတ်1ကတော့တခြင်းဆိုတာပေါ့နော်ကျွန်တော်တခြင်းနဲ့ပြိတ္တတွေစီအများကြီးရောက်ချင်တယ်အဲပြီးတော့ဒီပြိတ္တတွေနဲ့တသားလေးဖြစ်တဲ့ဆိုတော့အဲပြိတ္တတွေနဲ့တသားလေးဖြစ်တဲ့မင်းသားအဲ့လိုမျိုးလေးကျွန်တော်ဖြစ်ချင်တယ်ခင်ဗျာဟုတ်နံပါတ်1က တော့ဆိုတော့နမနစ်ကတော့မင်းသားပါဟုတ်ကဲ့ရှင်းမရခဲ့တဲ့ကားတကားဟာတာကတကားကျတော့ဒီကျွန်တော်တို့ဒီမကြခင်ထွက်တော်မှာပါအဲကားလေးဆိုရမကကျူဆိုတဲ့ကားလေးဆိုလည်းကျွန်တော် drama လေးပေါ့နော် drama လေးဆိုအဲကားလေးဆိုလည်းကျွန်တော်အဲဘက်ကကျ drama ပေါ့နော်အပိုင်းလေးမှာဆိုကျွန်တော်ကကျတော့ drama ပေါ့အားတာတယ် drama အားတာတယ် romance မိုင်းလေးတွေမှာကျွန်တော်လေ့လာခြင်းအပိုင်းလေးရှိတယ်အဲလူကအဲအများကြီးတော့ကြိုးစားနေပါမျိုးကျွန်တော်ကလေတကယ်တမ်းပြောရရင်တော့အဲ့လိုမျိုးလေဟိုရုပ်ရှင်တကားပေါ့နော်မင်းသားပေါ့နော်လူကောင်းလေး အဲ့လိုလူကောင်းပေါ့အဲအဲ့လိုပြောမှာလေသူများနှိမ့်ဆက်တာခံရတဲ့နေရာရရမှာပြင်းတယ်သူများနှိမ့်ဆက်တာအဲ့လိုနဲ့လူဆိုးတို့ဗန်တို့အဲ့လိုစိုက်ကိုပတ်တို့အဲ့လိုမျိုးဟိုလူရမလဲဟိုပထမပိုင်းမှာမသိတာပဲနောက်ပိုင်းကျမှဒီကောင်လုံးလိုက်လို့တကားကြီးဒီကားကြီးတိုင်ပတ်သွားတဲ့ကအဲ့လိုအဲ့လိုမျိုးအဲ့လိုကားရတာလေးကြိုက်တယ်ခင်ဗျာဟုတ်အေးလေးနဲ့စိုးရကားရတာလေးလေးကြိုက်တယ်အော်ဟုတ်တယ်အဲ့လိုမစိုးရင်ဘာလို့ကျွန်တော်တို့ကြတော့လေဟိုဘယ်လိုပြောရမလဲဟိုအဲ့လိုပြောရမလဲဟို အလုပ်လုပ်ရတာကိုကြိုက်တာပေါ့နော်တင်းဆိုလဲတင်းဆိုရတာကိုကြိုက်အဲဒီအဲမင်းသားလုပ်မယ်ဆိုတရုတ်ဆောင်ရတာကိုကြိုက်တာပေါ့နော်ဘယ်လိုကိုကိုကိုအရန်ဘယ်လိုပြောရမလဲဘယ်လိုဘယ်လိုပြောရမလဲဟို promo လုပ် promo လုပ်ရတဲ့ဆိုင်ဒီ skill ကို promo လုပ်ရတဲ့အပိုင်းလေးမှာကျွန်တော်အားအားလို့ပြောရမှာဝါသနာကြီးတာပေါ့နော်အားကြတော့အဲ့လိုမျိုးရတော့ကြောက်ကြောက်တယ်ဆိုတော့မရှိပါဘူးဟုတ်ကဲ့ဒီကျွန်တော်တို့ဒီခုနှစ်ထီညကကျွန်တော်တို့ဒီညီကို9ရောက်ရယ်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီကိုကြီးကျွန်တော် copy key driver အများကြီးစူးစမ်းပြီးတော့အဲလို့ပြောပိတ်သက်တွေစီကို modern ထူးခြားတဲ့ ဲတာလီတကားဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ